ကျုံးစုမျိုးနယ်ကတ်တလူရွာမှာစက်ကွက်မရှင်ရွေးကောက်ပွဲဝင်ပြင်မဲ့ကြက်ခိုင်ရေးပါတီမဲဆွဲဆိုင်ဘုတ်ဖြစ်စည်းခံရတာမှာတန်တရားရှိတဲ့ဒေသခံတဦးကိုရွေးကောက်ပွဲကောက်ွယ်ရေးဥပဒေနဲ့အမှုဖွဲ့ထားပါရယ်။နိုဝင်ဘာလ30ရက်နေ့ကကတ်တလူရွာလမ်းလေးဆုံမှာစိုက်ထားတဲ့ကြက်ခိုင်ရေးပါတီမဲဆွဲ CEO ရွေးပနိုင်ဆိုင်ဘုတ်ဖြစ်စည်းခံလိုက်ရတာပါ။ ဖြစ်စည်းသွားတဲ့သူကိုကျောစုမျိုးမရဲစခန်းမှာရွေးကောက်ပွဲကောက်ွယ်ရေးဥပဒေပုံမှ24ကကြီးနဲ့အမှုဖွဲ့ထားပြီးဖမ်းဆီးဖို့လိုက်လံဆောင်ဖွေနေတယ်လို့စေအုပ်စုရဲ့ထုတ်ပြန်ချက်မှာရေးသားထားပါတယ်။ပလောမျိုးနယ်ဘုတ်ချံရွာမှာလည်းနိုဝင်ဘာလထဲကြက်ခိုင်ရေးပါတီမဲဆွယ်ဆိုင်ဘုတ်ကိုဖြစ်စည်းခဲ့တယ်ဆိုပြီးတတရားရှိတဲ့ဒေသခံတူကိုလည်းအမှုဖွဲ့ပြီးဖမ်းဖို့လိုက်စားနေတယ်လို့သိရပါတယ်။ ဒါအပြင်ဒိုအခိုင်ဒီမိုကရေစီအရေးလှုပ်ဆောင်မှုတပိတ် ကော်မတီဝင်တဦးနဲ့ကျောင်းစုမျိုးနဲ့အတွင်းစည်ရင်လှှောင်မှုလုပ်တဲ့ဒေါင်းနဲ့အဖွဲ့ဝင်90ဦးကိုလည်းစက်ကော်မရှင်ကရွေးကောက်ပွဲကာကွယ်ရေးဥပဒေနဲ့နိုဝင်ဘာလထဲမှာပဲမှုဖွက်ခဲ့သေးတာပါစက္ကမရှင်ကရွေးကောက်ပွဲကာကွယ်ရေးဥပဒေနဲ့အမှုဖွဲ့ထားသူတနင်္သာရီတိုင်းမှာ90ကျော်ရှိနေပြီဖြစ်ပေမဲ့ဖန်စီရဲ့ရည်ရွယ်နိုင်တာမရှိသေးတာကိုတွေ့ရပါတယ်။